စပိုင်းချန်နှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့်ဝမ်းမာနိုင်ပွဲပြန်လည်ခြားတွေ့ခဲ့တဲ့ထုံမင်းအောင်ဗရိတ်မားလုံးမေးလာများကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုလဲပါရီမနေ့ကကျင်းပခဲ့တဲ့ One Friday Fight ပွဲစဉ်ဒီမှာမြန်မာ fighter တွေဝင်ရောက်ထိုးတက်ခဲ့ပြီးစပိုင်းချန်ကဂျပန် fighter မူကာစီတို့ကိုရှုံးနိမ့်သွားခဲ့ပေမယ့်ထုံမင်းအောင်ကတော့ Thai fighter ချက်ပတ်ကိုလည်းထိုးနိုင်နိုင်ရရှိခဲ့ပါရီ One Championship မှာနေ့စနေပိုင်းအကောင်းဆုံးဖြင့်သတ်မှတ်ခံထားရတဲ့စပိုင်းချန်ဟာတကယ်ကိုဒေဒီဂျေ fighter တွေနဲ့ပဲတွေ့ဆုံခဲ့ရတာဖြစ်ပြီး ရလပိုင်းရောအားရစရာမရှိပေမဲ့စမ်းဆောင်ရည်ပိုင်းရကတော့မျှော်လင့်လို့ရတဲ့ fighter မျိုးဖြစ်ပါရင်စူပါရီချန်ဟာဒီပွဲမတိုင်ခင်တုန်းကလည်း Thai fighter Rod Tan ရဲ့ရောက်ဖားဖြစ်သူစံကာတင်းနဲ့ကက်ပေါင်စင်ပွဲဆင်နွှဲခဲ့ရသေးပြီးအမှတ်နဲ့ရှုံးနေခဲ့ရပေမဲ့ပရိသတ်အကြိုက်ကစားပြနိုင်ခဲ့ပါရင်အခုတစ်ခေါက်မှလည်း Japan fighter Mukasito နဲ့ပွဲမှာစူပါရီချန်တယောက်စမ်းတလောက်တော့လုံးပြခဲ့ပေမဲ့ပါဝါပိုင်းကွာဟမှုတွေကြောင့်အမှတ်နဲ့ရှုံးနေသွားခဲ့ရတာဖြစ်ပါရင် Mukasito ဆိုတာကလည်းလဲထိုးပါဝါကောင်းတဲ့ fighter တယောက်ဖြစ်ပြီးသူ့ကိုလဲထိုးနေနိုင်ခဲ့ဘူးလားဆိုလို့အမွေတယောက်ပဲရှိရခဲ့တာဖြစ်ပါရင် ဒါကြောင့်လည်းမြန်မာဖိုင်တာတွေကိုနှစ်ပွဲဆက်ရှုံးမှဆွေးနေတဲ့မူကစီတိုဟာဒီပွဲအတွက်တခြားလေးပြင်ဆင်လာခဲ့တာကိုမြင်တွေ့ကြရပါတယ်။စပိုင်ချန်းကတော့နီးစတင်မမှန်နေပေပွဲကိုစားထွက်လာခဲ့ပြီးကိုထက်အရက်၅လမ်းလောက်ပိုရှင်နေတဲ့မူကစီတိုကိုအကွာအဝေးတစ်ခုထိန်းကစားလာခဲ့ပါတယ်။မူကစီတိုကလည်းပူးပြီးတတောင်ရိုက်ဒူးတိုက်ဖို့လုပ်ခဲ့ပေမယ့်မြန်မာဖိုင်တာရဲ့ဘယ်ညာဝိုက်လက်တတိကိုလည်းတတိထားနေရပါတယ်။ဒုတိယချိန်မှာတော့မူကစီတိုရဲ့ဝိုက်လက်တတိကြောင့်စပိုင်ချန်းလည်းကြားခဲ့ပေမယ့်အမှတ်စဉ်တော့အေးမခံခဲ့ရပါဘူး။မူကစီတိုကလည်းပူးပြီး clean shot တွေပေးဖို့လုပ်ပေမယ့်ရေချမ်းကလည်းတတောင်နဲ့ထောက်ထားခဲ့ပါတယ်။ အဲနောက်မူကာစီတို့ရဲ့အမြင့်ခုံဒူတိုက်ချက်တွေကိုမြင်တွေ့ခဲ့ရပြီးချက်ကောင်းမထင်လို့သာစူပါရေးချမ်းမကြတာဖြစ်ပါတယ်။နှစ်ဦးသာပြိုင်ထိုးဆိုင်ထိုးနေကြရင်မူကာစီတို့ရဲ့ဝိုက်လက်အသီးကရေချမ်းကိုထိမှန်ခဲ့ပေမဲ့ရေချမ်းရဲ့ဖျောက်လက်အသီးကလည်းမူကာစီတို့ရဲ့မျက်ခွက်ကိုထိပါတယ်။နောက်ဆုံးချိန်မှာတော့ရေချမ်းတယောက်ကစားကြလာခဲ့ပြီးနင်းချီနေတဲ့ထောက်ထားရပါတယ်။မူကာစီတို့ကလည်းပွဲကိုစက်တိုက်ဖိအားပေးထိုးတက်လာခဲ့တာကြောင့်ရေချမ်းတယောက်ကန့်လုံအောင်ကာနေခဲ့ရပါတယ်။ရေချမ်းကလည်းကောင်တာရှော့တွေပြန်ပေးပေမဲ့ပါဝါသိမ့်မပါတာကြောင့်အခက်တွေ့နေခဲ့ရပါတယ်။ ပွဲချင်းပြည်နယ်ဒီအနိုင်ရှုံးပေါ်ခဲ့တာကြောင့်မမေးဆုံးဖြတ်ခံယူခဲ့ရမှာမမေးနိုင်သုံးစလုံးကထိချက်ပိုတာခဲ့တဲ့မူကာစီတို့ကိုအနိုင်ပေးခဲ့တာဖြစ်ပါတယ်။ဝမ်မှာပွဲဝင်နေတာကြာနေပြီဖြစ်တဲ့ထွန်းမင်းအောင်ကတော့အခုမှပွဲဥထွက်လာတဲ့ချက်ပတ်ကိုလက်သီးစွမ်းပြပြီးအလဲထိုးနဲ့နိုင်ယူခဲ့ပါတယ်။ဇာကြီးတွေကရှုံးပြီးခဲ့တဲ့ကဝမ်မှာပွဲမရတော့တဲ့ထွန်းမင်းအောင်အတွက်ကမ်းဖတ်နဲ့ပြန်လာနိုင်ခဲ့တဲ့ပွဲလို့ပြောရမှာဖြစ်ပါတယ်။ ပွဲဆောင်မှာဖိုင်တာနှစ်ယောက်ခြေကံချက်တွေအပြိုင်ဖွင့်ကြရင်ချက်ဘက်ရဲ့ထောက်ခြေကြောင့်ထွန်းမြောင်နော်ဒေါင်းတစ်ခါကျပေမဲ့အမှတ်စင်တော့အရေးမခံခဲ့ရပါဘူးချက်ဘက်ကအမင်းကံချက်တွေနဲ့ထွန်းမြောင်ကိုဖိအားပေးခဲ့တယ်လို့ထွန်းမြောင်ကလည်းပါဝါပြင်းလက်သေးတွေကိုပြန်လည်ပေးပို့ခဲ့ပါတယ်ဒါပေမဲ့လည်းပထမအချိန်မှာထွန်းမြောင်ရဲ့ကစားပုံကတေးပြီးအားရစရာမရှိပဲလက်သေးထိုးချက်တွေကလည်းလေးပါဝဲနေတယ်လို့ခြေကံချက်တွေကလည်းတေးပြီးထိအောင်မရှိခဲ့ပါဘူး ဖရာအချီပြီးဆုံးမှုတမိနစ်လုံးမှာနှစ်ယောက်သားဆိုင်တို့ပြိုင်ထုံးကြပေမဲ့ဘယ်သူမှတော့မကြခဲ့ပါဘူးဒုတိယအချီမှာတော့ထမင်းအောင်ရဲ့ကစားအားကတက်လာခဲ့ပြီးချက်ဘက်ကိုတောင်းလျှောက်ဖျားပေးထားနိုင်ခဲ့ပါရင်ထမင်းအောင်ရဲ့ဘဲညာလက်သီးတွဲလုံးနေပြီးနောက်ကနေလိုက်လာတဲ့ဒူးတိုက်ချက်တွေကြောင့်ချက်ဘက်အတော်လေးတည်ထားခဲ့ရပါတယ်ချက်ဘက်ရဲ့ဘဲဝိုက်လက်သီးချက်ကြောင့်ထမင်းအောင်မျက်ခုံးကွဲသွားခဲ့ပြီးကန်တီလို့ဆေးရှုံမဖြစ်ခဲ့တာပါအဲဒီနောက်အလဲထမနိုင်တော့မယ့်ထမင်းအောင်လည်းတောင်းလျှောက်ဖျားပေးထိုးသက်ခဲ့ရမှာဘဲဝိုက်လက်သီးနှစ်ချက်မိပြီးချက်ဘက်နော်တော်ကြကအမှတ်စင်ရေခံလိုက်ရပါတယ် ပထမကျင်းအမှတ်စဉ်ရေခံရတဲ့အချိန်မှာပဲချက်ပက်ရဲ့မျက်ခွက်ကတော်တော်လေးကိုစုပ်ပြတ်တက်နေကြတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူဟာပြန်ထလာခဲ့တယ်လို့ဂျိုးဝိုင်းနိုင်ကလည်းပွဲကိုထပ်မံရှင်းပြိုင်စေခဲ့တဲ့အတွက်ထုံးမြောင်ကလည်းဇက်တိုင်ဖိအားပေးထိုးခဲ့ပြီးနောက်ထပ်ကျင်းအမှတ်စဉ်ရေအတွက်ခံရရပြန်ပါတယ်။ချက်ပက်တယောက်မျက်ခွက်ကြီးစုပ်ပြတ်တက်ပြီးသွေးတွေစုပ်နေတာတော့အားမလျှော့သေးပဲဒုတိယကျင်းပြန်ထလာခဲ့တယ်လို့ထပ်ပြီးရှင်းပြိုင်သွားခဲ့ပါတယ်။ဘလို့လဲလဲအရှုံးမပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြန်ထလာခဲ့ပေမဲ့ တတိယအကြိမ်ဖြင့်ထွန်းမြောင်ရဲ့လက်သီးချက်ကိုထပ်မံရင်ဆိုင်လိုက်ရပြီးဘလို့မှမထနိုင်တော့တဲ့အစုံအလဲထုံးတဲ့အတူအရှုံးပေးသွားခဲ့ရတာဖြစ်ပါရင်ထွန်းမြောင်တောင်ချက်ထိပ်ပေးတဲ့ဘောနဲ့ဘတ်၃သိန်းခွဲကိုပါရရှိခဲ့တာကြောင့်အပျော်ပေါ်အပျော်ဆင်းခဲ့တဲ့ညဖြစ်ခဲ့ရပါရင်ဝိုင်းမဲ့ကစားလိုပါကတက်တွဲထားတဲ့ page လေးမှာဆော်ကစားလို့ရပါရင် promo code SYN7 လေးကိုအသုံးပြုပြီးတရားခိုင်နှုန်းဘောနဲ့ရယူလိုက်ပါဟုတ်ကဲ့ပါများ view လေးကတော့ပါပဲနောက်နေ့ပါလဲ MMA နဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချိုလိုက်ရပါတယ်ခင်ဗျာ